မင်္ဂလာပါရှင်ဒက်ဆလီဗီတီနျူးရဲ့အော်တိုဘာလာကိုရနေည၈နာရီတိနောက်ဆုံးရလူပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါအခုလိုကြောင်းရင်ကြောင်းသမီးနဲ့ဟင်ကိုမစားဘဲနဲ့ဆိုရှိပဲစားနေကြောင်းပြောလာတဲ့မီလာတန်စင်ရဲ့သတင်းဖီဘာကိုစားပြုကဘာစင်ဥက္ကဋ္ဌပြင်စတင်ခန့်အပ်တာခံလာရတဲ့မြန်မာတရေချင်းဦးစောစောရဲ့သတင်းမိခင်ကိုနောက်ဆုံးကမောင်းပို့လိုက်ရပေမဲ့လုံဝမကွာတဲ့ကြောင်းရင်ကိုပြောလာတဲ့နိုင်ခင်စရာရဲ့တရင် တရင်ကျော်လာပြင်းနေမှာအမွာသမီးလေးတွေတိန်ထောင်ကြီးလူပေးခဲ့တဲ့မန်လီမျိုးကတထင်းကြီးဦးမျိုးတန်ရဲ့တရင်ပါဝင်မြမပြိုကိုရိုင်းလာတွေရဲ့အထိုင်းမင်းသမီးချစ်သူလေးကိုတိန်တောင်းတန်ပြိုင်ကားနဲ့မျိုးအနယ်လိုက်ပြခဲ့တဲ့ဘာဆိုင်ရဲ့တရင်ကိုရှူစားမှာဖြစ်ပါရဲ့ရှင်ပြပါကိုစားပြုကမ္ဘာစဉ်ဩဂတာပြင်စတင်ခန့်တာခံလာရတဲ့မြန်မာသတိကြီးဦးစောစော ကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရစေ။ဘောလုံးကိုချစ်မြတ်နိုးတဲ့သူတွေအနေနဲ့ကစားသမားတွေရဲ့နာမည်တွေကိုတော့မေးပြောက်ပြောက်နေတဲ့ကြတာဖြစ်ပါရစေ။ဒါ့အပြင်ဦးစောစောရဲ့နာမည်ကိုတော့လူအများအပြားကနေသိရှိနေကြကြတာပါ။ဦးစောတော်အနေနဲ့ပရိုက်တာနဲ့လုပ်ငန်းအများစုတွေအခရာကြသူဖြစ်တယ်လို့ဘောလုံးလောကအတွက်ပါရေးပါတဲ့သူတွေဖြစ်ပါရစေ။ဒါကြောင့်လည်းဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဖြင့်နှစ်ကာလရှည်ကြာစွာရည်တည်လာခဲ့တာလည်းဖြစ်ပါရစေ။လက်ရှိမှာတော့ကမ္ဘာဘောလုံးဖွဲ့ချုပ်ဖိပါအနေနဲ့ ဥက္ကဋ္ဌနေရာတစ်ခုတွင်ဆင်တင်ပေးလာကြတာလည်းဖြစ်ပါတယ်။ဒီပါအနေနဲ့ဘောလုံးနဲ့တူလူမှုကြိုးပြလုပ်ငန်းတွေကိုပါတိုးတက်စေခြင်းကြတာပါ။ဒါကြောင့်လည်းဘောလုံးပြန်ပွဲတွေအနေနဲ့အားစားတစ်ခုတည်းပိုလာကြတာလည်းဖြစ်ပါတယ်။တရှိမှာတော့ကမ္ဘာဘောလုံးအဖွဲ့ချုပ်လူမှုကြိုးပြလုပ်ငန်းကော်မတီတွင်ဥက္ကဋ္ဌဖြစ်ရွေးချယ်လာကြတာပါ။ဥစစောအနေနဲ့2025ခုနှစ်ကနေစတင်က2029ခုနှစ်အထိတာဝန်ယူသွားမှာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းကမ္ဘာဘောလုံးစင်မြင့်တွေနေရာတစ်ခုရရှိလာကြတာလည်းဖြစ်ပါတယ်။ဥစစောအနေနဲ့အာရှဘောလုံးဖိတ်ချုပ်မှာလည်း နေရာတစ်ခုရရှိထားခဲ့သူဖြစ်ပါရယ် AFC တွင်အခြေတန်ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပေးနေခဲ့သလိုလူမှုရေးရာကော်မတီဥက္ကဋ္ဌဖြစ်ပါထမ်းဆောင်ခဲ့တာပါဒါကြောင့်လည်းအာရှအဆင့်ဘောလုံးပွဲစဉ်တွေမှာဥစောစောကို မြင်တွေ့လာခဲ့တာလည်းဖြစ်ပါရယ်ဥစောစောအနေနဲ့ AFC Dream Asia ဆို ASEAN Godway စုတွေနဲ့တူ Distinguished Service စုတွေကိုပါအများအပြားရရှိထားခဲ့တာပါဘောလုံးဖွဲ့ချုပ်လူမှုအကျိုးပြုလုပ်ငန်းကော်မတီမှာတော့အဖွဲ့ဝင်နဲ့ဆက်တဲ့ဦးနဲ့ဖွဲ့စည်းထားခဲ့တာဖြစ်ပါရယ် ဘရာဇီးအာဂျင်တီးနားနဲ့အာဖရိကနိုင်ငံအများပြားကနေလည်းအဖွဲ့ဝင်ထားကြတာပါ။ဒါကြောင့်လေဒုတိယဥက္ကဋ္ဌချာနယ်ဒီနဲ့တူဥက္ကဋ္ဌအဖြစ်ပါဝင်ပေးလိုက်ရတာလည်းဖြစ်ပါရည်။ဘောလုံးပရိသတ်တွေကတော့နိုင်ငံသားတူပေါ်ထွက်လာတဲ့အတွက်ဝမ်းသာနေကြတာလည်းဖြစ်ပါရည်။ဥစစောအနေနဲ့ပရိတာတွေမှလည်းတစ်ဖက်မှာလက်မနေခဲ့သူဖြစ်ပါရည်။ဘောလုံးအကယ်ဒမီတွေပေါ်ပေါက်လာဖို့အရေးစူးစမ်းခဲ့သူဖြစ်တယ်လို့နာကင်းတဲ့ကိုဗစ်တွေမှာပါအကျိုးပြုလူဒဏ်မှုတွေပြုလုပ်ခဲ့တာပါ။ဒါကြောင့်လေဘောလုံးစားသမားတွေအပါအဝင်ပရိသတ်တွေကပါလေးစားနေကြတာဖြစ်ပါရည်။ က်ရှိမှာတော့ဘောလုံးကွင်းတွေပြင်နေရာများပြားနေနေပြင်ဆင်မှုတွေလိုအပ်နေကြရတာပါ။ဒါကြောင့်လည်းကမ္ဘာအစင်နေရာရှိလာမှုနဲ့အတူပြင်ဆင်မှုတွေပါမြင့်တင်လာကြရတာဖြစ်ပါရည်။ပြည်သက်တရားတော့အိပ်ပျော်နေတဲ့အာရှကြားတွေကြောင့်တပတ်မှာရှုံးဖောက်လာကြရပါရည်။ဥစောစောနေနေကြားမာလေးတွေကြောင့်တပတ်မှာကုန်ကျစရနေကြရပါရည်။ဒါပေမဲ့လည်းအာရှကြားတွေအနေနဲ့ခြေဆန်းပြမှုတွေနှိကွင်းနေစေပဲလို့ဆိုရမှာပါ။ဒါကြောင့်လည်းအနိုင်ရလက်တွေနဲ့တူကမ္ဘာအစင်းပြေပေါ်မှာပူးတွဲပြီးတော့မြင်စင်နေရတာလေးဖြစ်ပါတယ်။အစုံနဲ့ကြွရွာပေးခဲ့ကြရတဲ့အတွက်လည်း အားလုံးကိုကျေးဇူးတူတည်ရှိပါတယ်ရှင်မိခင်ကိုနောက်ဆုံးကလိုက်ပို့လိုက်ရပြီမဲ့လုံးဝမငူရတဲ့အကြောင်းရင်းကိုပြောလာတဲ့နန်းခင်စီဟာပရိသတ်ကျူရီခုတကမှာတော့ကျမတို့တွေအားလုံးရဲ့ချစ်တော်လာမင်းတရုတ်ကောင်နန်းခင်စီဟာသူမရဲ့ကျေးဇူးရှင်မိခင်ကြီးတမလွန်ခီယိုတကာသားချိန်မှာတမီတယောက်အနေနဲ့မျက်ရည်တစက်မှမကျဘဲ နောက်ဆုံးခီးကိုကိုရိုင်းကားမောင်းပို့ဆောင်ခဲ့ရတဲ့အဓိကအကြောင်းရင်းကိုပြန်ပြောလာခဲ့တာပဲဖြစ်ပါတယ်။ဒီအကြောင်းကိုကြားတဲ့အခါမှာတော့နိုင်ငံဆရာရဲ့မိခင်ပေါ်ထားတဲ့မြေတားကြားနဲ့တာဝန်ခြေဝင်မှုကိုပို့ပြီးတော့လေးစားမိသွားစေမှသိကြပါပဲ။တမန်အပြင်ဆိုရင်တော့မိဘခြေစူးတွေကွင်လွန်သွားတဲ့အခါမှာသားသမီးတွေဟာမတိနိုင်မသိနိုင်ဝန်နေပူဆွေးဝန်နေကြတာတမန်တာပါပဲ။ကိုဘွားရဲ့ရေးကြီးဆုံးလူသားရီမိကိုပြူဟာအရှိအဝါသားကြီးတကူပြိုလင်းပြောင်းဆုံးသွားတာမလို့အလုခံစားရတာသဘာဝကြပါရင်။ချိန်မဲလာမဲနိုင်ငံဆရာကတော့အများနဲ့မတူခဲ့ပါဘူး။ သမယမီခင်ကြီးဆုံးမသွားချိန်မှာနိုင်ရီကောက်ကိုကိုယ်တိုင်မောင်းနေပြီးတော့တုတ်တန်တစားပြင်စီလိုက်ပို့ခဲ့ပေမယ့်မိရီတစားမှမကြခဲ့ဘူးလို့ဆိုပါတယ်ဒီဖြစ်ပျက်ကထူးဆန်းနေလို့ထင်ရှားရှိပေမယ့်သူ့နောက်ွယ်မှာခိုင်မာတဲ့အကြောင်းရင်းရှိနေပါတယ်ပရိသတ်ချိုတီးကြတဲ့အတိုင်းနိုင်ခင်စရာဟာရန်ကုန်နိုင်ရီကူညီမှုတင် FFSS မှာစေတနာဝန်ထမ်းအဖြစ်ချိန်ကြာမြင့်စွာကလေးကတာဝန်ထမ်းဆောင်နေသူတို့အုပ်ဖြစ်ပါတယ်အတင်းရဲ့နေပဲရှင်တွေကိုကိုယ်တိုင်မောင်းနေပြီးကွင်းတော်သူအများအပြားကိုနောက်ဆုံးခီးတွေ့ကူညီပို့ဆောင်ပေးခဲ့တဲ့အတွင်းအတွေ့အကြုံတွေသူ့မှာရှင်းနေပေးတာပါ အခုဒီကောင်မှာတော့အခြားစိမ့်တွေမဟုတ်ဘဲနဲ့ကိုယ်ဝန်မွေးထုတ်ပေးခဲ့တဲ့မိခင်ရှင်ရဲ့ရုပ်လောင်းကိုတင်ဆောင်ပြီးတော့နောက်ဆုံးခီးတွဲကိုရိုင်းမောင်းနေပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ဒီလိုရှင်ကွဲနာခြင်းစရာအကောင်းဆုံးခြေနေမှာတောင်းသူမကစိတ်ကိုတင်ပြီးတော့မြည်ရင်မကြခဲ့ပါဘူး။ဒီပေါ်မှာသူမကလူမှုကွန်ရက်ကနေတဆင်ဒီဒီကနာယိကာကိုကိုရိုင်းမောင်းပြီးတော့အမေရဲ့နောက်ဆုံးခီးကိုလိုက်ပို့ရတာဝမ်းနေဆုံးပဲအမေ။ဒါပေမဲ့တမိမငိုဘူးတိလား။အမေနောက်ဆုံးထွက်တဲ့လေးမှာတမိရဲ့လက်လေးပေါ်မှာပဲနော်။အေဂျင်စွာသွားပါအမေ။ ကောင်းရဘွားမှာအားရှူပါအမေရေဆိုပြီးသမရဲ့ခန်းစားချက်ကိုရှင်းပွင့်ခဲ့ပါတယ်။သမဘာကြောင့်မငိုကြွေးရလဲဆိုတော့အဓိကအကြောင်းရင်းကတော့သမီးတယောက်ရဲ့တာဝန်ခြေပုံခဲ့ပြီဆိုတော့စိတ်ကြောက်ပါပဲ။ဟုတ်ပါရင်နိုင်ငံဆရာဟာသမရဲ့မိခင်ကြီးတက်ရှိတင်စားရှိစဉ်မှာနောက်ဆုံးခြေတည်အကောင်ဆုံးပြုစုဆောက်ရှောက်ခွင့်ရခဲ့သူဟာမိခင်ကြီးဟာသွေးလေးပဲနာယောဂါအဆုပ်ယောဂါနဲ့အခြားသောယောဂါဝိနာမျိုးစုံကိုပြင်းထန်စွာခံစားခဲ့ရပြီးဆေးရုံရဲ့ထူးခြားမဲ့ကုသဆောင် ICU ထဲမှာချိန်တော်ကြာကုသမှုခံယူခဲ့ရပါသည်။ အချိန်တွေမှာနိုင်ခင်စီယာဟာမိခင်ကြီးရဲ့အသက်ကိုဆွဲဆန့်နိုင်ဖို့အတွက်သူမရှာဖွေစုဆောင်ထားသမျှငွေကြေးဥစ္စာအကုန်ကြခံပြီးကုသပေးခဲ့ပါတယ်။တနေ့တနေ့စေကုသဆေးဟာ330တိနေဆေးတိကုန်ကြခဲ့ပြီးစီစုပေါင်းကုန်ကြငွေဟာသိန်းထောင်ခန့်အထိရှိခဲ့တယ်လို့သူမကိုယ်တိုင်ဖွင့်ရပြောကြားခဲ့ပါတယ်။သူမကကိုရှာသမျှကတော့ကို့မိတွက်ပါပဲ။ကို့မှာအိမ်အောင်ကလည်းမရှိဘူး။တာသမီလည်းမရှိဖြစ်တဲ့အတွက်ငါမိတွက်ငါအကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်ပဲရှိပါတယ်ဆိုပြီးမိခင်ပေါ်ထားတဲ့သူမရဲ့တူတဲသောမိကိုရာအလေးနဲ့ထားရဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။ ။ဒါကြောင့်မလို့နိုင်ခင်စီယာဟာမိခင်ကြီးရဲ့နောက်ဆုံးခီးမှာမိခင်မကြခဲ့တာမချစ်လို့မလန့်လို့မဟုတ်ပါဘူး။မိခင်ကြီးမကွဲလို့ခင်နောက်ဆုံးထွက်သက်တဲ့သမီးတယောက်နေနဲ့လုပ်ပေးနိုင်သမျှအရာအလုံးပိုင်ဆိုင်သမျှအရာအလုံးကိုပုံအောင်ပြီးအကောင်းဆုံးပြုစုဆောင်ရှောက်ခဲ့တဲ့အတွင်းငါဘာမှလုံးမပေးနိုင်ရလေခြင်းဆိုရဲနောက်တာတရားလုံးဝမရှိတာကြောင့်ဖြစ်ပါတယ်။တာဝန်ကျေပွခြင်းကရလာတယ်ဖြစ်သိမ့်နိုင်စွမ်းနဲ့မိခင်ကြီးကိုလောကနာခွဲတွေကနေလုံမြောက်သွားစေခြင်းနဲ့မေတ္တာတရားကြောင့်သူမရဲ့ဝန်ရည်မှုကိုမျိုးသိပ်ပြီးနောက်ဆုံးခီးကိုအေးချမ်းစွာပို့ဆောင်ခဲ့တာပါ။ ပြည်သက် GIO ဒီပေါ်မှာဘလို့မျိုးမြင်လဲဆိုတာပြောသားပေးခဲ့ပါအောင်ရှင်။နိုင်ငံစီရနဲ့တက်တူမိခင်ကြီးတွေစူတာမေတ္တာပို့သားပေးကြပါအောင်လို့တိုက်တွန်းရင်းနဲ့ဒီကုန်းချုပ်လိုက်ရပါတယ်ရှင်။မြမပြည်ကိုကိုရိုင်းလာတွေ့ရင်ထိုင်းမင်းသမီးချစ်သူလေးကိုတိမ့်တောင်းနံပြိုင်ကနေမျိုးနံလိုက်ပြခဲ့တဲ့ဘာဆိုင်မင်္ဂလာပါပြည့်သက်ကြီးတို့ရဲ့အခုရပိုင်းမှာဘာဆိုင်တရား သူရင်ထိုင်းမင်းသမီးချစ်သူလေးနဲ့တူရန်ကုန်မြို့ကြီးကိုပတ်နေတဲ့အကြောင်းကရေးပန်းစားနေပါတယ်။သူတို့ပြင်တော့ဆိုင်းဆိုင်းကထိုင်းနိုင်ငံကနေမြန်မာပြည်ကိုအလဲပတ်ရောက်လာတဲ့ချစ်သူထိုင်းမင်းသမီးကျော်လေးကိုတိတ်တောင်းနံ Ferrari ပြိုင်ကအနီရဲရဲကြီးနဲ့လေစိတ်မှာကိုရိုင်းကိုကြောင့်တွန်းချုပ်ပြီးတံမိုးကြီးစိန်လဲဆွဲကိုလက်ဆောင်ပေးခဲ့တဲ့မြင်ကွင်းကတော့ပရိသတ်တွေကြားထဲမှာတကယ်ကိုအကြီးကျယ်ရေးပန်းစားသွားနေတာပါ။ဒီပေါ်ရင်တင်ကြမယ်ပြည်သက်တွေကလူပြိုကြီးပါဆိုင်အချစ်စစ်ကိုတွေ့သွားပြီဆိုရင်မှတ်ချက်တွေ 哦，刘表姐不好过，送到这嘛不？所以等你来读。首先，明年的可能不容易当去玩嘞。今晚罗阿龙也巴塞，塞塞看来说啦，明晚来个俺刘表姐老干妈，表姐还没去了，别送嘞。爱讲的要宝贝喏，都好，咱们说到这样的呢，也得给他们好陪。第一、第四、第六章，drawing down，啥意思啊？啥人？俺刘表姐看他没有什么，把我们先都骗嘞，都搞都特地讲给别他嘛。 အနုပညာပြင်စီးပွားရေးလောကမှာလည်း SCI Cosmetic ကို Korean brand တွေ Franzo Production ကိုထိတ်တန်း event organizer ကုမ္ပဏီကြီးတွေပြင်တခြားသောစီးပွားရေးလုပ်ငန်းပေါင်းများစွာကိုလည်းအောင်မြင်စွာဦးဆောင်နေတဲ့ထက်မြက်တဲ့လုပ်ငန်းရှင်တို့လည်းဖြစ်ပါတယ်။ဒါရင်အလုံးထက်ပိုပြီးတော့ပရိသတ်တွေသူသဖြင့်တော့ main clean ပရိသတ်တွေအသေးဆွဲဖြစ်ရတဲ့အချက်ကတော့သူ့ရဲ့ဘယ်တော့မှမယိုးနိုင်တဲ့ခံညာနှုတ်ပြခြင်းရုပ်ရည်ပါပဲ။အသက်၄၀ကျော်လာတဲ့မြောက်ပိုပြီးတော့နှုတ်လာတဲ့ဖာဆိုင်ကို ပြောတိုင်းကြိုက်တဲ့နှင်းစီကိုင်းဆိုတဲ့ဇာတ်ကားနဲ့ညှို့ဆိုကြသလိုသူရဲ့အခြေအနေကလည်းအားလုံးရဲ့စိတ်ဝင်စားမှုကိုအမြဲခံနေရတဲ့ထိတ်တန့်အကြောင်းအရာတစ်ခုပါပဲဒီလိုဘက်ပေါင်းစုံကပြည်စုံနေတဲ့ပါဆိုင်တရားအခုချိန်နေအိမ်တော်မပြုတ်ပဲလူပြောရေးဘဝနဲ့အယိုးထုတ်တော်မလားလို့ပရိသတ်တွေကအောင်းလို့အာမရဖြစ်နေကြချိန်မှာပဲအခုလို timing me jolly နဲ့သတင်းတွေကဟောလိဒီကြောင့်ဖြစ်လာနေတာပေါ့။ဘာဆိုင်နဲ့အတူတွဲတွေ့ရတဲ့ timing me jolly ကတော့တခြားသူမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်နဲ့ငယ်ကဘာဆိုင်နဲ့တူ from bangkok to mandalay mandalay တို့ဘန်ကောက်မှာရွှေရှင်စကိုင်းမှာအတူတူဖက်တည်ဆောင်နေတဲ့မိမိကြောင့်လည်းဖြစ်ပါတယ်။ဘာဆိုင်ကမြမပြီကိုရောက်ရှိလာတယ်။သူ့ရဲ့စကားတွေကမိသမီးလေးကိုလေးစိတ်မှပြန်ကောင်းအကောင်းဆိုင်နဲ့သွားချုပ်ခဲ့ပြီးတော့ရန်ကုန်မြို့ရဲ့ထင်းကြီးနေရာတွေကို live ပို့ပေးခဲ့တာပါ။အဲဒီနောက်မှာတော့ lady grace စိန်တိုင်းကနေပြီးတော့တိမ်မောင်းများစွာတန်ဖိုးရှိတဲ့စိန်လေးဆွဲအလန်းဆောင်ကြီးကိုလက်ဆောင်ဖြင့်ပေးအပ်ခဲ့ပါတယ်။ဒီမြင့်ကွင်းကဝေပရိသတ်တွေကြမှာဝေဖန်ချက်တွေစားနောက်ကြတဲ့မှတ်ချက်တွေအမျိုးမျိုးတက်လာခဲ့ပါတယ် ။ဘာဆိုင်ရဲ့ main clip ပြည်သက်ချွာလဲငါတို့ရဲ့အတန်းလုံးဘာဆိုင်တော့ပါသွားပြီဆိုပြီးဝမ်းနေမနာလို့ဖြစ်ကြတယ်လို့ပြိသက်များစကားတော့ဘာဆိုင်အတွက်တကယ်ကိုမှဝမ်းသာပါတယ်။ခိုင်မင်းသမီးလေးနဲ့လည်းအရင်လိုက်ဖက်ပါတယ်။ဒီတွဲလေးကိုတော့တကယ်သဘောတူတယ်ဆိုပြီးတော့သူတို့နှုတ်အတွက်ဝမ်းသာကြောင်ပြောဆိုခဲ့ပါတယ်။တချို့ကလည်းမြမမင်းသမီးတွေဘယ်သူနဲ့မှသဘောမတူခဲ့တဲ့ဘာဆိုင်ကခိုင်မင်းသမီးလေးနဲ့ကြာမှကားမောင်းပို့တဲ့ driver ဖြစ်သွားပါလားဆိုပြီးတော့ချစ်စနိုးနဲ့ဆက်နောက်ခဲ့ကြပါသေးတယ်။ခိုင်မင်းပြိသက်ကြီးတို့ရဲ့တကယ်ဖြစ်မှန်ကတော့ဘာဆိုင်နဲ့ခိုင်မင်းသမီးကြောင့်လေတော့ တကယ်ကိုချစ်သူတွေဖြစ်သွားကြတာမဟုတ်ဘဲ Lady Grey စိန်တိုင်းရဲ့ brand ambassador ဖြစ်နေကြောင်းကြားတစ်ခုကိုတူတူလိုက်အောင်ရေကူခဲ့ကြတာပဲဖြစ်ပါတယ်။ကြောင်းကြားရဲ့ကွေးမော်ကပုံရိပ်တွေဖြစ်ပေမဲ့လည်းသူတို့နေရာရဲ့ live ဖန်ကြီးမှုတရားပေါ်တရားအပြန်လန်အလေးထားဆက်ဆံကြတဲ့ပုံစံတွေကပရိသတ်တွေကိုတကယ်ချစ်သူတွေလို့ထင်မှတ်မှားရအောင်တဘာဝကြလွန်လာပါတယ်နော်။ကဲပြည်သက်ကြီးတို့နေနေရရောကျမတို့ရဲ့လူပြိုကြီးပါဆိုင်ကိုဒီ time မင်းကြောင်းလေးနဲ့ကြောင်ညာရဲမှာမဟုတ်ဘဲအပြစ်မှတကယ်သာဆိုရင် live ဖတ်တယ်လို့ထင်ပြီးတော့သဘောတူကြပါသလား ကိုယ့်ရဲ့မြင်လေးကို comment မှာဝင်အောင်ဆွေးနွေးပြီးတော့ပြောပြခဲ့ကြပါအောင်ရှင်တရင်ကျော်လာပြင်းနေမှာအမွာသမီးလေးတွေအတွက်တိန်းထောင်ကြီးလုပေးခဲ့တဲ့မန်လေးမျိုးကတတိကြီးဦးမျိုးတန်လူတယောက်ရဲ့ဘဝမှာကိုကျိုးစီဝါကိုသာမကပဲအများစုကိုပါတည်ပိုးနိုင်တဲ့သူကိုရဲ့အောင်မြင်မှုကိုပတ်ဝန်းကျင်တွင်ပြန်လည်မျှဝေပေးနိုင်တဲ့သူဟာတကယ့်ကိုလေးစားစရာကောင်းတဲ့သူတယောက်လို့ဆိုနိုင်ပါပါ တရေစီဦးမျိုးတန်းဆိုတာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်ပြီးမခံမနိုင်တဲ့ကျဲဝချမ်းသာမှုတွေပိုင်ဆိုင်ထားတဲ့သူပါဒါပေမဲ့အသက်60ကျော်ရွယ်မှာတော့ပထမဇနီးကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်းကြီးမားတဲ့စီးစိမ်ဥစ္စာတွေကြောင့်မှထိကျန်ခြင်းကိုခံစားခဲ့ရပါတယ်ဒီလိုနဲ့တရေစီဟာသူ့ဘဝရဲ့ကျန်ရှိနေတဲ့အချိန်တွေကိုအဖော်မဲ့မကုံဆုံးခြင်းနဲ့တွင်တူတူတိုက်တိုက်ဝုန်းဝုန်းနဲ့ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်ခြင်းနဲ့တွင်သမီးရွယ်လိုတင်စားရလာအောင်နှုတ်ငယ်လာတဲ့ဇနီးငယ်လေးတဦးကိုတိမ်မောင်းထောင်ချီတောင်းချီကုန်ခံပြီး တရားဝင်ထင်းများလက်ချက်ခဲ့ပါသည်ဒီကြောင့်ရာနယ်ပတ်သက်ပြီးအစာပိုင်းမှာတော့လူမှုကွန်ရက်ပေါ်မှာဝေဖန်တန်နေအမြင်မျိုးမျိုးတွေကြည်ကြဲလောင်လောင်ထွက်ပေါ်လာခဲ့ပါသည်ဒါပေမဲ့ဦးမျိုးတန်ကတော့သူ့ရဲ့ယူရဲချက်ကတရားရကကြောင့်မဟုတ်ဘဲအေဇန်နဲ့မိသားစုဝါလေးကိုပိုင်ဆိုင်လို့ချင်းသာဖြစ်ကြောင်းရှင်းပြခဲ့ပါသည်သူ့ရဲ့စကားကိုတည်တည်ပြလိုက်သလိုပါပဲအခုဆိုရင်အသက်ရွယ်နဲ့မလိုက်အောင်နုပြိုလန်းဆန်းနေပြီးချစ်စရာကောင်းတဲ့အမအပြူသမီးလေးနှစ်ယောက်ကိုပါပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီဒီချက်ကပင်သူဟာဘဝကိုဘလောက်တောင်မှအတိပယ်ရှိရှိပျော်ရွှင်စွာ ဖြတ်တန်းနေလဲဆိုတာကိုပြသနေပါတယ်။ဦးမျိုးတန်ရင်လေးစားစရာချက်ကအတိအကျမဆုံးသေးပါဘူး။ဒီဝါစနေကျော်လေးနဲ့အမွာသမီးလေးတွေရရှိပြီးနောက်မှာကုသိုလ်အလို့တွေကိုပုံမှုတွုံးမြင့်လှူဆောင်လာခဲ့ပါတယ်။အထူးသဖြင့်ဘာသာရေးသာသနာရေးနဲ့ပတ်သက်လာရင်လက်မနေသူတို့အူပါဖျားတယ်ကြောင်းဆောင်လန်ဒတာဆေးရုံဆေးပေးကန်တွေတိဆောက်ရေးတွေတူလူတန်းခဲ့တဲ့ငွေပမာဏဟာစုစုပေါင်း3800ကျော်ရှိပြီလို့လည်းသိရပါပြီ။အခုနောက်ဆုံးအနေနဲ့သူကိုယ်တိုင်လည်းတောင်သူလေသမားတအူရဲ့ဘဝကိုခန်းစားနားလည်သူဖြစ်ပြီး ရာသီဥတုပေါက်ပြန်မှုကြောင့်ခက်ခဲကြုံနေရတဲ့ခြေသူရှင်တောင်တူကြီးတွေအတွက်လည်းမမမမရက်တည်ပေးခဲ့ပါသေးတယ်။မိုးကာလမှာမိုးသေးထန်စွာရသောမှုကြောင့်တောင်သူတွေရဲ့နှမ်းကအများအပြားရေလမ်းမှုပျက်စီးကြရမှာပင်ပန်းနှွမ်းနေနေတဲ့တောင်သူတို့အချို့စီကိုအပန်းပြေစေဖို့မုံဘိုးအနေနဲ့ငွေကျပ်တသိန်းစီထောက်ပံ့လိုတန်းခဲ့ပါသေးတယ်။ဒီလိုလိုတန်းတွေအမြဲမပြတ်လှုပ်ဆောင်နေတဲ့တတိကြီးဦးမျိုးတန်းဟာဒီနေ့6ရက်ဇေလ2025ရက်နေ့မှာကြာရောက်တဲ့တရင်ကျော်လာပြင်းဒီခါတရာမှာလဲသူ့ရဲ့အလူလက်ကမနာခဲ့ပြန်ပါဘူး။ ဒီလိုနေတူးနေမြတ်မှာသူရဲ့အမွာသမီးတွေရဲ့ကုသိုလ်ဖြင့်မိသားစုရဲ့စေတနာဖြင့်နောက်ထပ်သိမ်းပေါင်းများစွာကိုရရရရလူတန်းခဲ့ပြန်ပါတယ်။သူရဲ့လူမှုကွန်ရက်မှာပေါ်ပြထားချက်အရတင်းချောလာပြင်းနေကသည်များနေတူးနေမြတ်မှာမိကုံမောင်နှမများအထူးထူးမများဆွေမျိုးများမိဆွေပေါင်းသင်းများအလုံးတွဲမုံမိုး906သိန်းရင်းနှီးခဲ့ကြတဲ့မိဆွေလှုပ်ပေါကိုင်းပဲများမှလာရောက်ကြတော့ကြတဲ့အတွက်မုံမိုးပြန်လဲချင်းမြင့်မွေ95သိန်းစုစုပေါင်း113သိန်းအားမြေတောင်စီနာမော်ရီတာဖြင့် ချင်းမြင်ပေးခံခဲ့တဲ့တွင်ကျွန်တော်မိသားစုကဝမ်းသာကြည်နူကြရပါတယ်ဆိုပြီးတော့ရေးသားထားတာကိုတွေ့ရပါတယ်စုစုပေါင်း300ကျော်ကိုတကယ်တည်းမှာအများအတွက်မြတ်တာနဲ့ပေးကဲလူတန်းခဲ့တာပါဒါကြောင့်မလို့တတိယချင်းဦးမြတ်တန်ဟာအသက်60ကျော်မှာမိသားစုဘဝအတိတ်ကိုအောင်မြင်စွာတည်ဆောက်နိုင်ရုံသာမကသူရှာဝေထားတဲ့တနာဥစ္စာတွေကိုလောကအကျိုးဓမ္မအကျိုးရရရရပြန်လဲစွန့်ကျဲလူတန်းတဲ့အတွက်ကြောင့်အများရဲ့လေးစားချစ်ခင်မှုကိုပုံမရရှိလာခဲ့တာဖြစ်ပါတယ်သူ့လိုရတဲ့အောင်ငွေရှိတိုင်းမလူတန်းနိုင် စိတ်ထားမမြတ်မသားပေးကမ်းနိုင်နေဆိုတဲ့စကားကိုတည်တည်ပြနေသလိုပါပဲဒီလိုအလူတန်းရရောပြီးတော့ကိုချင်းစာတရားထွန်ကားတဲ့တတိယအမျိုးသားရဲ့လောက်ရပေါ့ပရိသတ်တော်ကဘလို့မျိုးမြင်လဲဆိုတာကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်ခုလိုအကြောင်းရင်းတွေကြောင့်ထမင်းနဲ့ဟင်းကိုမစားဘဲဆူရှိမဲစားနေကြောင်းပြောလာတဲ့မေလာတန်စင်မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ ျမတို့ရဲ့မြန်မာလူမျိုးတွေအတွက်ထမင်းဆိုတာပါနေမှမလဲနိုင်တဲ့အဓိကအစားအစာတစ်ခုဆိုတာအလုံးအသိပဲဖြစ်မှာပါ။ဘလောက်ပဲမုတ်တွေစားထားပါစေ၊ဘူဖေးတွေမှာဘိုင်ဘလောက်ပြည့်နေပါစေ။ညနေအိမ်ပြန်လို့ထမင်းနဲ့ဟင်းလေးမင်းရဲ့ဆက်ရီစားလိုက်ရမှာအားရနေထိုင်ရတာအဆင်ပြေသွားပြီလို့ခံစားရတဲ့သူတွေကြီးပါပဲ။ထမင်းစားရတဲ့နေ့ဆိုရင်တခုခုလုံးနေသလိုဟာတာတိုင်းဖြစ်နေတာမျိုးမြန်မာတွေရဲ့သွေးသားထဲမှာပါနေတဲ့အချင်းတစ်ခုပါပဲ။ဒါပေမဲ့ဒီလိုမြန်မာလူမျိုးအများစုရဲ့အသေးဆွဲဖြစ်တဲ့ထမင်းနဲ့ဟင်းကိုလုံးဝမစားဘဲ နှစ်တည်ကြာရင်ရှောင်ကျင်နေတဲ့ထိတ်တန့်အမှုပညာရှင်တယောက်ရှိနေပါတယ်။ဒီမှာကတော့အားလုံးချစ်ကြတဲ့အစရောမလေးမေလာတန်စင်ပဲဖြစ်ပါတယ်။ဒီမှာဟာထမင်းနဲ့ဟင်လုံးဝမစားပဲဆူရှီလိုအိမ်လိုအစားအသောက်တွေကိုပဲအဓိကစားသုံးဖြစ်ကြောင်းအင်တာဗျူးတစ်ခုမှာပုံဝင်လေးလေးကိုဖြေးချသွားခဲ့ပါတယ်။မေလာတန်စင်ဆိုတာငယ်စဉ်ကတည်းကကာဝါသချင်းလေးတွေကိုအင်တာနက်ပေါ်မှာသိဆိုရင်းနဲ့ပရိသတ်တွေရဲ့အားပေးမှုကိုတခဲနဲ့ရရှိခဲ့ပြီးနမိတ်ကြီးလာခဲ့တာပါအခုဆိုရင်တော့မေလာတန်စင်ဟာထိတ်တန်းအစောတော်တို့ဖြစ်နေခိုင်ခိုင်မာမာရည်တည်နေပြီဖြစ်တယ်လို့ အခုဆိုရင်လည်းတင်းဆောင်လောကရဲ့ကိုဝင်ရောက်လာပြန်ပါပြီ။မကြခင်မှာရုံတင်ပြတာတော့မယ်။ကာဂျီကဆိုရင်ဟာတာရုပ်ရှင်ဇာကာကြီးကလည်းမိလာတန်းစင်ကဒီကဇက်ကောင်လေးနဲ့ပါဝင်တင်းဆောင်ထားတာကိုတွေ့ရမှာပါ။ဒီဇက်ကရဲ့အထူးပွဲတစ်ခုမှာပြုလုပ်တဲ့အင်တာဗျူးမှာသူမရဲ့ထမင်းမစားတဲ့အကြောင်းကိုအခုလိုပြောပြခဲ့တာဖြစ်ပါတယ်။ထမင်းမစားတာကတော့ဝိချတာအကြောင်းပါလို့မိလာတန်းစင်ကရေရွတ်သားပဲဝန်ခံခဲ့ပါတယ်။ အနုပညာရှင်တယောက်ဖြစ်တာကြောင့်ခန္ဓာကိုယ်လှပကိုထိမ့်သိမ်းရမှာဖြစ်ပြီးဒီမှာတော်တော်ထမင်းစားခြင်းကခန္ဓာကိုယ်ဝိတ်ကိုတည်တည်တသာတက်စေတယ်လို့ဆိုပါတယ်။ယင်တော့ကဆိုရင်ထမင်းစားတော့မျက်နှာကြီးကပြည့်ပြီးတော့မင်းနှက်ထက်တွေဖြစ်နေတာကြီးလို့မကောင်းဘူးလို့သူမရဲ့အရင်ကပုံစံကိုပြန်ပြောခဲ့ပါတယ်။အခုထမင်းမစားတော့လုံးဝလှသွားတယ်လို့မပြောလိုပါဘူး။တိုင်းမင်းမျက်နှာလေးကတွယ်လျက်သွားပြီးကြီးလို့ကောင်းသွားတယ်လို့တော့ကိုယ့်ကိုယ်ထင်နေဆိုပြီးတော့သူမရဲ့ခံစားချက်ကိုမျှဝေလာခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကမေလာတန်စင်ကထမင်းကိုအခုမှဝေးချကြလို့မစားတာမဟုတ်ဘဲငငယ်ကလေးကမကြိုက်ခဲ့တာပါတဲ့ဒီချက်ကတော့တော်တော်လေးကိုရှင်းရှင်းပါပါပါပဲငငယ်ကလေးကထမင်းနဲ့ဟင်ကိုတိတ်မကြိုက်ဘူးသူများတွေလည်းထမင်းနဲ့ဟင်ကိုနှဲ့ဖက်ပြီးတော့မစားတတ်ဘူးထမင်းသက်သက်ဟင်သက်သက်စားတော့အဆင်မပြေဘူးလေဒါကြောင့်အမေကခုန်ချိန်မှာစားဖြစ်တယ်ဆိုပြီးသူမရဲ့ငယ်ဘဝအမှတ်တရလေးကိုပြောပြခဲ့ပါတယ်အခုအရေးရောက်လာတော့ကျမရဲ့အရာရောအလားပါရပါထဲသွင်းစဉ်းစားပြီးတော့ထမင်းကိုလုံးဝဖျက်လိုက်တာဖြစ်ကြောင်းကိုလည်းသိရပါရဲ့ တကယ်တော့ကျန်းမာရေးပညာရှင်တွေအဆိုအရထမင်းဟာကာဘိုဟိုက်ဒရိတ်ဓာတ်တွေအများအပြားပါဝင်တာကြောင့်အလွန်ကျွံစားသုံးပြီးအဝလွန်ခြင်းစီးကျူဖြစ်နိုင်ခြင်းများခြင်းစတဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မို့လို့ကျန်းမာရေးလိုက်စားတွေ weight ထိန်းနေတွေခြေမှာထမင်းကိုတတ်နိုင်သလောက်လျှော့စားတာဒါမှမဟုတ်လုံးဝရှောင်ကျဉ်တာမျိုးကခက်စားနေတဲ့ lifestyle တစ်ခုလိုတော့ဖြစ်နေပါပြီ။ဒီ channel ကြည့်မယ်ဆိုရင်တော့မေလာတန်စင်ဆုံးဖြတ်ချက်ကကျန်းမာရေးနဲ့ညွတ်တဲ့လုပ်ရက်တစ်ခုလိုဆိုနိုင်ပါတယ်။ဒါပေမဲ့ မြမမိုင်တော့ထမင်းစားမှာပေါ့ဆိုရဲအတွေ့ခေါ်ကကျမတို့စီမှာအမြင့်တွင်နေတော့မှာပဲဒီတော့မိလာတန်ဆင်ရဲ့ထမင်းမစားတဲ့အကြောင်းအရာတွေပေါ်မှာပရိသတ်တွေရဲ့အမြင်တွေကလည်းအမျိုးမျိုးကွဲပြားနေနိုင်ပါတယ်တချို့ကတော့သူမရဲ့စူးစမ်းအားထုတ်မှုတွေကိုလင်းစားပြီးကျမ်းမာရေးနဲ့အလားပါကိုခရီးဆိုင်တာကောင်းတယ်လို့မြင်ကြမှာဖြစ်တယ်လို့တချို့ကတော့မြမအထူးကအစားအစာကိုစားသုံးခြင်းမရှိတာကြောင့်ထောက်ပြဝေဖန်ကြသူတွေလည်းရှိနိုင်ပါတယ်ပရိသတ်ကြီးတို့အနေနဲ့ရောဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘယ်လိုမျိုးမြင်ကြပါသလဲရှင် လူပညာရှင်တယောက်အနေနဲ့အလှပနဲ့ကျန်းမာရေးအတွက်ထမင်းကိုလုံးဝရှောင်ကျင်တာကသဘာဝကျရင်လားဒါမှမဟုတ်မြန်မာလူမျိုးတယောက်အနေနဲ့ထမင်းကိုမစားဘဲနေတာကရောဖြစ်တယ်မယ့်လားမိမိတို့ရဲ့အမြင်လေးကိုကောင်းမွန်မှဝင်အောင်ဆွေးနွေးတော့ကြပါအောင်ရှင်